အလုံးမဲ့မင်္ဂလာပါဗျကိုကျော်ကြီးခမကားပေါ်ကမဆင်းဘူးလားဆိုတော့နည်းအခုကားပေါ်ဆင်းပြီးတော့နည်းနည်းလေးစကားပြောပြလိုက်မယ်နော်အခုရောက်နေတာကိုမိုင်ရှမ်းကျောင်းပေါ့နော်ရှမ်းကျောင်းမှာဒါအော်ဒါလိုက်လာတာပေါ့ကိုကျော်ကြီးကတက်စီမောင်းပါဘယ်သူမှမမုန်းပါဘူးဘယ်ဘာသာမှလည်းမမုန်းပါဘူးကိုကျော်ကြီးဒီဘာသာကြီးအယူဝါဒကြီးဘာကြောင့်ဖြည့်ရှင်းပေးနေရတာလဲဆိုတော့ကိုကျော်ကြီးတို့ဖြည့်ရှင်းပေးရတဲ့အကြောင်းရတခုတည်းလောကကြီးပျက်စီးမှာဆိုတာလောကကြီးမှာမဟုတ်တန်းတရားအယူဝါဒတွေထုံးကားလာလို့ရှိရင် လောကကြီးပျက်စီးရဲ့ ဲ့တော့လောကယူပျက်စီးစေတဲ့ဒုစရိုက်မှုတွေကို အားပေးအမြောက်လုပ်တဲ့အယူဝါဒတွေထွန်းကားလာလို့ရှိရင် လောကကြီးပျက်စီးတယ်။အဲ့တော့လောကကြီးပျက်စီးမှာကိုဆိုရင်လည်းအဲ့ဒီအတွက်အောက်မှလာပြီးတော့မန်းနဲ့အစ္စလမ်ဘာသာဝင်တွေရှိတယ်။အလာရှင်မြတ်ကိုနှလုံးသားထဲမှာအလင်းအောင်နေနဲ့တွေ့ရလို့ရှိရင်ခင်ဗျားနှလုံးသားတွေငြိမ်းချမ်းပါတယ်ဘာညာဒီလိုအတွေးခေါ်မျိုးရှိတဲ့လူမျိုးတွေဆိုရင်တကယ်ကိုငြိမ်းချမ်းတယ်။ဘယ်ဘာသာဝင်မှာပဲဖြစ်ဖြစ် အဲ့ဒီလိုနှလုံးသားငြိမ်းချမ်းအောင်ငြိမ်းအေးအောင်ပြောနေတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒီပုံကိုယ်တွေကိုကြတော့လူသားအကျိုးစီးပွားရှိတဲ့လူတွေလူသားအကျိုးစီးပွားကိုပြောတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်လူသူတော်ကောင်းတွေပေါ့ဗျာလူသူတော်ကောင်းတွေအဲ့ဒီလူမျိုးတွေကိုကျိုးတော့တိုက်ခတ်စရာလည်းမလိုဝေဖန်စရာလည်းမလိုဒါကြောင့်မကျိုးတော့ဘာသာရေးကိုပုတ်ခတ်စရာအကြောင်းမရှိဘူးအဓိကကအယူဝါဒတွေကိုဘာကြောင့်တိုက်ခတ်ရတာလဲလို့မေးလို့ရှိလူလောကကြီးကိုပျက်စီးစေတဲ့အယူဝါဒတွေဆိုရင်တော့ကျွန်တော်တို့ကနှိမ်နှင်းမှရမနှိမ်နှင်းလို့မရဘူး ိုတော်ကြီးခမည်းကအယူဝါဒမတူရင်နှိမ်နင်းသလားဆိုတော့အယူဝါဒမတူလို့မနှိမ်နင်းပါဘူးကိုတော်ကြီးအောက်မှာလာမန်းနဲ့မန်းနေမှာကိုတော်ကြီးဖြည့်ပေးတဲ့အဖြေတွေကိုကြည့်မြင်ရပါလေလောကကြီးထဲမှာလူတွေကောင်းကျိုးလောဘတွေနေဖို့ဒေါသတွေနေဖို့ကိုကျင့်တိလာတွေစောင့်ထိန်မှုပြောဟောနေတဲ့ပုံကိုယ်ကြီးအဲ့ဒီပုံကိုယ်တွေဆိုကျုပ်တို့ကလီးစားတာပဲလေသူတို့တလီတစားဆက်ဆံတာပဲအခုလေအောက်မှာလာပြီးကောင်းကောင်းရင်ကျုပ်တို့ကကောင်းကောင်းမင်းပြစကားပြန်ပြောတာပဲ ဘာတွေကိုနှိမ်နင်းတာလဲဆိုတော့လောကကြီးပြည့်စင်ကြောင်းဒူးစရိုက်တွေကိုအားပေးလာမယ်တယောက်နဲ့တယောက်အငင်းခုန်နေဟာလားဘာသာရေးပဋိပက္ခတွေလူမျိုးရေးပဋိပက္ခတွေဖြစ်အောင်လုပ်နေတဲ့အရာတွေကိုနှိမ်နင်းတာနောက်တစ်ခုကဘာသာတစ်ခုကအယံကိုအစွန်းရောက်လာပြီဆိုရင်ငါဘာသာမှာငါဘာသာအမှန်ဆိုရင်အဲ့ဒါပဋိပက္ခမကြခင်ဖြစ်တော့တာဒါမှမဟုတ်ကျွန်တော်တို့ကဓာတ်တွေကိုပဲနှိမ်နင်းတာပါကျန်တာဘု து ဘုံမှာအမုံတရားလည်းမရှိဘူးရံညိုးလည်းမရှိဘူးဘယ်ဘာသာဘယ်လူမျိုးကိုမှ ပြင်ပန်းခံပြီးကိုကျော်ကြီးစိတ်တွေထည့်ပြီးမုန်းနေတာမျိုးမရှိပါဘူးเนาะ